အေးစင်နဲ့မြဈေးဝယ်ထွက်နေရတဲ့အင်ရှင်မတွေတတိမထားမိပဲနဲ့ချက်ပြုတ်စားတော့တဲ့အခါကျရင်တာအသက်တည်နိုင်တဲ့အထိအစိတ်ရှိတဲ့ဒီရေပွဲကိုအင်းစိန်စီကြီးမြင့်နိုင်ကန္နာလန်ဘတ်ဒီမှာတရောင်းနေရတွေ့ရရပေါ့နော်သူတို့ကတော့ဒီဥစ္စာကိုအစိတ်ရှိတဲ့ရေပွဲလို့တော့သိချင်မှသိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကကြတော့ဒီငါးဖန်းတဲမောတွေဒီစိတ်ကန်းကိုကတ်တာနဲ့သူတို့ကလက်ကားပြန်ဖြန့်တာဆိုတော့ဒီတကောင်ချင်းစီပါလာတဲ့ဟာတွေကိုသူတို့ကသိချင်မှသိမယ်ပေါ့နော်ကျမတို့အင်ရှင်မတွေကြတော့အိမ်ရောက်တဲ့အခါလက်လီတကောင်ချင်းစီပြန်ရွေးတဲ့အခါကျတော့အခုလိုပုံမျိုးပဲ ဒါအစိတ်တေးနဲ့ရေပွဲတွေပါလာတွေ့ရပါတော့ဒီရေပွဲဟိုဆိုရင်ဒါနိုင်ငံသားမှာအစိတ်သားအပြင်းလုံးတော့ကန့်သက်ထားတဲ့ရေပွဲပေါ့နော်သူ့မှာပါတဲ့ဒီအယောင်ပြောင်းနိုင်တဲ့အစိတ်အရေကဒါစားပြီးလိုက်တာနဲ့တခါတည်းတမ်းပြီးတော်ကေနိုင်တဲ့အထိအန်ရေကြီးရပေါ့နော်ဒါကိုကျမတို့ရှီမှာရှိတဲ့လူတွေကတော်တော်များများမသိကြဘူးမသိကြဘူးဒါဟိုတလောဝဆိုအင်ရှင်မတယောက်အင်းစင်စီးထဲမှာဝယ်လာရင်းနဲ့အင်ရှင်မတယောက်က အင်းစီစီမှာဈေးဝယ်ရင်လည်းဒါပါလာတဲ့ရေပွဲပေါ့တခြားသူတွေစားမိမှာဆိုလို့ဒါပြောပြပေးထားတာပေါ့နော်ဒီဥစ္စာကတော့လုံးဝစားလို့မရဘူးနော်တချို့အင်ရှင်မတွေလည်းရေပွဲဝယ်ရင်နဲ့ဒါရေပွဲက30သားကို5 6ထောင်ပေးရတဲ့အခါကျတော့ကိုကနှံ့မျောပြီးစားမိလိုက်ရင်အန်ဒီရရှိမှာဆိုလို့ဒီနေ့အင်ရှင်မတွေအတွက်တတိထားအောင်ပြန်လဲမျှဝေပေးတာပါ